ရင်းကောင်းတကောင်းတော့မလွတ်စေရအောင်တင်းချက်တဲ့ကဘာကောင်းဆောင်များရဲ့လုံလုံရင်ကဘာကောင်းဆောင်တွေမှာအာနာဆိုတာတပုံတပင်ရှိပါတယ်။လူ့ရဲ့များပြားလာတဲ့နိုင်ငံတွေကိုတာဝန်ယူရတယ်။စီးပွားရေးတွေကိုထိန်းချုပ်ရတယ်။စစ်တပ်တွေကိုလည်းဦးဆောင်ရပါတယ်။ဒီလိုတာဝန်တွေများလာသလိုရန်သူတွေလည်းများလာပါတယ်။အဲဒါကြောင့်သူတို့တွေအတွက်အကောင်းဆုံးလုံလုံရင်ပေးထားဖို့စီစဉ်ကြရတာပါ။အဲဒါကနိုင်ငံကောင်းဆောင်တိုင်းမှာရှိတတ်တာမျိုးတော့မဟုတ်ပါဘူး။ တချို့နိုင်ငံကောင်းဆောင်တွေကအဆောင်ရှောင်နေနေရှိုံနဲ့လုံလောက်နေပါတယ်သူတို့ကိုလောက်ကြမ်းမဲ့သူဆိုတာကလည်းမရှိတတ်ကြပါဘူးတစ်ဖက်မှာတော့လုံချုံကြီးကိုအစွမ်းကုန်မြင်ထားရတဲ့ကောင်းဆောင်တွေတတ်တတ်ကိုရှိနေတာပါသူတို့ရဲ့လုံချုံကြီးအဆောင်ရှောက်ကိုမြင်လိုက်တာနဲ့ဗဇက်အဟောင်းသားဖြစ်အောင်အံ့ဩရလောက်တဲ့အထိတော်တော်လေးတင်းကျပ်ထားပါတယ်ဒီဗီဒီယိုလေးမှာတော့ကမ္ဘာအတင်းကျပ်ဆုံးအဆောင်ရှောက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံကောင်းဆောင်တွေကိုအစင်းလိုက်ဖော်ပြပေးသွားမှာပါ။ဘသူတွေကဘယ်အဆင့်မှာဘာနေမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေ။ နံပါတ်၈ Recep Tayyip Erdogan တူရကီတမရတူရကီရဲ့စံတော်ဦးမြောက်လက်ရှိတမရအာဒိုဂန်ကတကဘာလုံးမှာနာမည်ကြီးသူပါဘလို့နာမည်ကြီးလဲဆိုတော့ရန်သူတွေမွေးထုတ်တဲ့နေရာမှာနာမည်ကြီးတာဖြစ်ပါလိမ့်မြို့တော်ဝင်ဘွားကနေတမရရာထူးထိတက်လန်းလာခဲ့တဲ့ဝါရဲနိုင်ငံရေးတမားဖြစ်တာကြောင့်အစာကလေးကလည်းမလို့သူတွေပေါများလာပါလိမ့်နောက်ပြီးသူကပြောစရာရှိရင်လဲဒေါက်ထိုးအိုးပေါက်ပြောချတတ်တာပါအဲဒါကြောင့်တမရဖြစ်လာချိန်မှာတော့လုံခြုံရေးကိုရှယ်ပလန်နဲ့ယူထားရပါလိမ့် အတော်ကရင်အဆောင်ရှောက်အဖွဲအင်အားကတော်တော်လေးတောင်းတင်းနေတာပါဘဲကိုတော်တော်ကိုရန်တော်60လောက်ကိုခေါ်သွားပါတယ်နောက်ပြီးသွားမယ့်လမ်းကြောင်းတစ်လျှောက်မှာလဲလက်ဖြောင်းစနိုက်ပါသမားအယောက်ထီအရလောက်ကိုအကြားလည်းမရှိစေအောင်နေရာချထားတာပါအဲ့ဒါကတာမန်သွားလာတဲ့ကိစ္စမျိုးလောက်ပဲရှိနေပါသေးတယ်အခမ်းအနားပွဲတွေရှိတယ်ဆိုရင်ဒါမှမဟုတ်ချိန်ချောင်းမှုမြင့်တဲ့နေရာတွေဆိုရင်စနိုက်ပါသမား3000လောက်ထီကိုတွုံးမြင့်တက်တာပါအဲ့ဒီစနိုက်ပါတွေကလည်းထိတ်တန်းအဆင့်တွေကြီးပါပြီလူတယောက်ရဲ့ကြွက်သားလှုပ်ရှားပုံမူမမှန်တာကိုတတိပြုမိနိုင်အောင်အထူးလေ့ကျင့်ထားကြတာပါ ရော်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 တွေ့ရင်တနမောင်းကိုဆွဲညစ်ဖို့ဝင်လေးကြတဲ့သူတွေမဟုတ်ပါဘူး။နောက်ပြီးသူ့ရဲ့ရင်ထဲမှာဆိုရင်လေအဆောက်ရှောက်ကားတွေပြင်ဇင်ကန်ကားဆန်နစည်းလောက်ကိုတုံးထားတာပါ။သူကဆန်နစည်းတွေကတစည်းကိုထိုင်လိုက်သွားပါတယ်။ဂျန်နယ်အစည်းတွေမှာတော့ကိုရန်တော်တွေလာရတာပါ။ပြောရရင်အဲ့ဒီကိုရန်တော်အဖွဲ့တွေကလည်းအထူးအာဏာရထားတာဖြစ်ပါတယ်။တမရရဲ့လုံခြုံရေးအတွက်တန်ရာဖြစ်စရာတွေ့လာရင်ဘာမဆိုတုံ့ပြန်နိုင်ပါတယ်။အရာကြောင့်ပဲအာဒိုဂန်နာအယံကတ်တဲ့ကလေးတွေအမျိုးသမီးတွေကိုထိခိုက်အောင်လှုပ်ခဲမိတာတွေလည်းရှိခဲ့တာပါ နောက်ပြီးလုံခြုံရေးယူပေးတဲ့လူဝက်အေဂျင့်တွေရဲရာရှိတွေကိုတော့အထင်မှားပြီးရိုက်နှက်မိတာတွေရှိခဲ့ပါတယ်။ကိုချင်းကိုချင်းဖြစ်နေတဲ့အတွက်ဒီကိစ္စတွေကအကြီးအကျယ်တော့မဖြစ်ခဲ့ပါဘူး။နောက်ပြီးကိုရနောအဖွဲ့ထဲမှာပဲတနက်ကိုင်းတဲ့လူတွေကတတ်တတ်ရှိနေတာပါ။အဲဒီလက်နက်ရဲ့ပြေအားကလည်းပြင်းထန်ပါတယ်။မသိရင်ကာကွယ်ဖို့ကိုင်းတဲ့လက်နက်လို့မဟုတ်ပဲခြေမုံးကြီးရိုင်ဖယ်လို့ဖြစ်နေတာပါ။သူတို့အင်အားနဲ့ဆိုရင်ဒေါ်ယုံတပ်ဖွဲ့လောက်ကိုခြေမုံးနိုင်တဲ့အစွမ်းတွေလည်းရှိနေပါတယ်။နမခွန်နရင်တရာဒါမိုဒါတက်စ်မိုတီအင်ဒရီယာဝန်ကြီးချုပ် အင်ဒရီးယားကကမ္ဘာအင်အားကြီးနိုင်ငံတွေထဲမှာဝင်ဆက်နိုင်ဖို့ကြိုးစားနေရတဲ့နိုင်ငံဖြစ်နေသေးပေမဲ့လက်ရှိဝန်ကြီးချုပ်မော်ရီကတော့သူ့ရဲ့လုံခြုံရေးအတွက်တစ်နှစ်ကိုဒေါ်လာ48တန်းလောက်သုံးစွနေပါတယ်။နောက်ပြီးလုံခြုံရေးအသုံးစရိတ်ကလည်းတစ်နှစ်တစ်နှစ်ပိုပိုများလာနေတာပါ။နောက်ပြီးသူ့အတွက်တင်မကာသေးပဲမိသားစုကိုပါကာကွယ်ဖို့ SPG ဆိုတဲ့အထူးကာကွယ်ရေးအဖွဲ့ကိုလည်းဖွဲ့စည်းထားပါတယ်။သူကိုယ်တိုင်ရောမိသားစုအတွက်လုံခြုံရေးယူပေးနေရတဲ့လူတွေကိုထယ်ပေါင်းလိုက်ရင်အဖွဲ့သား3000ကျော်လောက်တော့အသာလေးရှိနေတာပါ။ အဲ့ဒီ3000ကျော်ကလည်းအထူးလေ့ကျင့်ထားတဲ့သူတွေကြီးပါပဲ။နောက်ပြီးဝင်ကြီးချုပ်လမ်းကြောင်းအတွက်တီးတန့်3နဲ့ရင်းတွေဆိုရင်ယာနဲ့ချီရှိပါရင်အဲ့လိုပဲတီးတန့်ရဟတ်ရင်း drone လေယာဉ်မော်တော်ဆိုင်ကယ်တွေလည်းရှိနေတာပါ။အဲ့ဒီကိုရန်တော့အဖွဲ့ရဲ့ပုံမှန်ဝေဆောင်ကတော့အနက်ရောင်ဖြစ်ပါရင်နောက်ပြီးနေကမြတ်မှန်တက်တာတွေကုတ်လုထားတဲ့နှကြက်တက်တာတွေတနတ်တွေကိုဖွက်ကင်ထားတာတွေကလည်းရုပ်ရှင်တွေကလိုပါပဲ အခမ်းအနားတွေတက်ရတာမျိုးဆိုရင်တော့ပဝင်းကျင်နဲ့လိုက်ဖက်တဲ့ဝစ်ဆောင်တွေလည်းဝစ်တတ်ကြပါလေ။ကိုရန်တော့အဖွဲတွေက SPG အရာရှိတွေကတော့အထူးစစ်သားတွေလိုပဲတိုက်ခိုက်ရေး rifle ကြီးကားအင်ဂျင်နဲ့မျက်နှာဖုံးထန်တွေကမျက်မှန်တွေတတ်ထားကြတာပါ။နောက်ပြီးမော်ဒီလန်ကြောင့်ရှိတယ်ဆိုရင်လမ်းကိုနိုင်ပေါင်းများစွာကြိုရှင်းထားတတ်ပါလေ။ဒီရင်တန်းမှာစိတ်ကြိုက်ပြုပြင်ထားတဲ့ BMW 760တန်ကြာကား Mercedes Maybach အဆောင်ကား၂စီး၊ Range Rover ၄စီး၊ BMW H5 ၁၀စီး၊ Mercedes-Benz Sprinter Luna တင်ရင်၂စီး အီလက်ထရောနိက်စစ်စင်ရေးရင် data safari ကားတွေပါဝင်ပါတယ်။မော်ရီစီတဲ့ကားတွေကတော့ VR7 အဆင့်တတ်မှတ်ချက်ရထားပြီးမြေမြုံပိုင်းနဲ့စက်တနက်တန်တွေကိုကာကွယ်နိုင်စွမ်းရှိနေတာပါ။နောက်ပြီးဓာတုစီဝါလက်နဲ့တိုက်ခိုက်မှုတွေဖြစ်လာရင်အထွေးကန်းကဓာငွေတန်ခံနိုင်တဲ့အခန်းဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။နံပါတ်6မမာဒီဒရန်ဖိုယာဂီနီယာယီစစ်ကောင်ဆောင်ဂီနီနိုင်ငံရဲ့အရင်သမ္မတအဖာကွန်ဒီတယောက်သူ့ကိုအာဏာသိမ်းစေခဲ့တဲ့လုံခြုံရေးအဖွဲ့ကိုကိုရိုင်းပြူးစုပြိုးထောင်ခဲ့တဲ့ဆိုရင်အန်အောမီမှာပါ ိုနီကိုဖျောက်ချပြီးအာနာသိမ်းခဲ့တဲ့ဒရန်ဘူရာကစစ်တပ်ကဒူပိုမူဂျီဟောင်းတယောက်လေးဖြစ်ပါတယ်။2005ခုနှစ်မှာတမရဟကွန်တီကလုံခြုံရေးတပ်ဖွဲ့အတွက်ဒေါ်လာ119တန်းကိုစံချိန်တင်ပြီးသုံးဆွဲခဲ့တာပါ။အဲဒီပမာဏကနိုင်ငံ GDP ရဲ့2.6ရာခိုင်နှုန်းတောင်ရှိခဲ့တာဖြစ်ပါတယ်။သူကဒရန်ဘူရာကိုလည်းအဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ယာရုတိုးပေးခဲ့တာပါ။ဒီအထုတပ်ဖွဲ့မှာအရေးချင်းပြောရတဲ့စစ်သား100ကျော်ပါဝင်ပါတယ်။သူတို့ကိုနိုင်ငံခြားလိုနေရာမျိုးတွေပို့ပြီးတော့တေချာလေးကျင်ပေးခဲ့တာပါ။ ပြောရရင်ဒီအဖွဲ့ကလုံညုံရဲ့အဖွဲ့ဆိုပေမဲ့ထိပ်သီးကွန်မန်ဒိုတွေကိုစုပေါင်းထားတယ်လို့ဖြစ်နေပါတယ်။နောက်ကြတော့ဒမ်ဘူရာကဒီအဖွဲ့ရဲ့အကူအညီနဲ့သမရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့လိုက်တာပါ။ပြီးတော့သူ့ရဲ့လုံညုံရဲ့အတွက်အရိအဖွဲ့ကိုပဲစပ်ပြီးတာဝန်ပေးထားပါတယ်။အရိအဖွဲ့ဝင်တိုင်းကကိုရန်တော်တွေဖြစ်ပေမဲ့ဒါမန်စစ်ဘက်တုံးပစ္စည်းတွေကိုကင်တွယ်ရတာမဟုတ်ပါဘူး။တန်ချာကကာရီအမြောက်တွေတင်ကားဖြက်လက်နက်တွေဒုံးကြီးပြက်လောင်ချလေချောင်းရံကာကွယ်စနစ်ရဟတ်ရင်စာရာတွေကိုလည်းကင်တွယ်ရပါတယ် ်ပြောရရင်ကွန်မန်ဒိုတပိုင်းဘော်ရီကတ်တပိုင်းအဖွဲ့ဖြစ်ပါသည်နံပါတ်5မိုဟာမက်ဘင်ဆယ်မန်အစတ်ဆော်ရီအာရီဗျအင်ရှင်မင်းသားနဲ့ဝင်းကြီးချုပ်ကမ္ဘာအကြီးဆုံးရေနံတင်မှုသူတွေကတအုပ်ဖြစ်သလိုအင်ရှင်မင်းသားနဲ့ဝင်းကြီးချုပ်ဖြစ်တဲ့မိုဟာမက်ဘင်ဆယ်မန်ဟာလုံခြုံရေးအထူးတင်းချက်ဖို့လိုအပ်ပါသည်သူရဲ့ပိုင်ဆိုင်မှုခံမှန်းကြီးဒေါ်လာ73ဘီလီယံကျော်ရှိပြီးအာရကဘာမှာဩဇာအရှိဆုံးပုဂ္ဂိုလ်တဦးလည်းဖြစ်နေတာအကြောင်းပါပဲ။သူကအင်ရှင်မင်းသားပြီးပြီးဒိုင်းပြည်ရဲ့အရေးကိစ္စတွေကိုလည်းအလုံးစုံစီမံခန့်ခွဲရတာပါ ဖခင်ဖြစ်သူကသူ့ကိုလောက်ပိုင်းကွင်းတွေပေးထားပါတယ်။အရင်တော့ကတော့ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့တာပါ။2022ခုနှစ်မှာဖခင်ကသူ့ကိုဝန်ကြီးချုပ်ဖြစ်ခန့်အပ်ခဲ့ပါတယ်။အဲဒီအချိန်မှာကာကွယ်ရေးဝန်ကြီးယာရုကိုညီဖြစ်သူစီလွှဲအပ်ပေးခဲ့တာပါ။သူကာကွယ်ရေးဝန်ကြီးလောက်ခဲ့တော့ကနိုင်ငံတော်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတစ်ခုဖွဲ့စည်းခဲ့ပါတယ်။အဲဒီအဖွဲ့အစည်းအောက်မှာစစ်တပ်နဲ့လုံခြုံရေးအေဂျင်စီအားလုံးပါဝင်နေတာပါ။သူလက်ထက်မှာအမြင်မတူတဲ့ကိစ္စတွေကိုလည်းပြက်ပြက်သားသားဂိုင်တွေခဲ့ပါတယ်။ အထူးသဖြင့်သူလုပ်တဲ့စီမံကိန်းတစ်ခုနဲ့ပတ်သက်ပြီးဝေဖန်တဲ့ဂျာနယ်လီတဦးကိုတုတ်တင်ခဲ့ပြီးနောက်မှာအင်ရှင်မင်းသားကိုမုံထိတဲ့သူတွေပုံများလာခဲ့တာပါအရာကြောင့်ဘင်ဆယ်လမန်ကသူ့ရဲ့လုံခြုံရေးအင်အားတွေကိုတုံ့ပြန်ခဲ့ပါတယ်။အရိအထွတ်လည်းငွေကိစ္စကိုကောင်းနေမထည့်ပဲတုံးဆဲခဲ့တာပါ။ဒါနောက်စကုတ်ကနေတုံးကလည်းစစ်တပ်အထွတ်ဒေါ်လာ20ဘီလီယံကျော်တန်ဖိုးရှိတဲ့ခင်မီလက်နက်တွေကိုဝယ်ယူခဲ့ပါတယ်။အရိထဲမှာသူ့ရဲ့လုံခြုံရေးအထွတ်ကိုအတော်များများထည့်တုံးခဲ့တာပါ။နံပါတ်၄ရှီကျင်းဖင်တရုတ်သမ္မတ တရုတ်နိုင်ငံလိုကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံမှာတော့တမရရေလုံခြုံရေးအတွက်ဘလောက်ပဲအကုန်ကြများများဘေးချေဖို့ဆန္ဒရှိကြမှာပါဆန္ဒမရှိလို့လည်းမရပါဘူးရှီချင်းဖျင်းရဲ့မျက်စောင်းအကြောင်းမရွေးဘူးဆိုတာမျိုးဖြစ်သွားပါလိမ့်မယ်တရုတ်မှာဗဟိုလုံခြုံရေးဘျူရိုဆိုတာရှိပါတယ်အဲ့ဒီဘျူရိုကနိုင်ငံကောင်းဆောင်တွေကိုကာကွယ်ဖို့တာဝန်ယူထားရတာပါသူတို့မှာဗဟိုအဆောင်တပ်ဖွဲ့ဆိုတာလည်းရှိပါတယ်အဲ့ဒီတပ်ဖွဲ့မှာအင်အား8000ကျော်ရှိပြီးတပ်ခွဲငယ်9ခုနဲ့ဖွဲ့စည်းထားတာပါအဲ့ဒီတပ်ဖွဲ့ဝင်တွေအားလုံးကတမရရေလုံခြုံရေးကိုအတိအကတာဝန်ယူရပါတယ် ရှီကျင်းဖင်ရဲ့ဟောင်ကောင်ခရီးစဉ်ကိုကြည့်လိုက်ရင်ပဲလုံခြုံရေးဘလောက်တင်းကျပ်ထားသလဲဆိုတာကိုတွေ့ရမှာပါ။အဲဒီတုန်းကရေနှမ်းမှာကားစီး90ကျော်ပါဝင်ခဲ့ပါရင်ရှီကျင်းဖင်ကတော့ဟုံချီလို့ခေါ်တဲ့အထူးဇင်ခံကားမှလိုက်ပါခဲ့တာပါ။အဲဒီကားက made in china ကားပါပဲ။ဒါပေမဲ့အထူး special တိဆောက်ထားတာဖြစ်ပါရယ်။ဒီကားကကြည်စံတဲ့အပေါ်စားပေါက်ကွဲမှုတန်ကိုခံနိုင်ရှိပါရယ်။သူရဲ့လုံခြုံရေးကိုတာဝန်ယူထားရတဲ့တပ်ဖွဲ့ဝင်တွေကလည်းမျိုးစုံပါပဲထူကြတဲ့ unit ကိုပြောရင်တော့ကြီးကလက်ဆွဲအိတ်တွေကင်ထားရတဲ့အဖွဲ့ဝင်တွေပဲဖြစ်ပါတယ် ဒီလက်ဆွဲအိတ်တွေကတိုက်ခိုက်မှုတွေဖြစ်လာတဲ့အခါဖြန့်ချပြီးဒိုင်းတွေလိုပြောင်းလဲနိုင်ပါတယ်။နောက်ပြီးတချို့လက်ဆွဲအိတ်တွေကတော့ရုပ်ဖြတ်ထားတဲ့စက်တနတ်တွေပါပဲ။ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ်ရဟယင်တွေကအများရန်လိုက်ပါပြီးစောင့်ကြည့်နေတတ်ပါတယ်။ပြီးတော့လမ်းကြောင်းရှိရင်နာယီနဲ့ချီပြီးတခြားလမ်းတွေကိုပိတ်ထားတာကတော့အိန္ဒြိယနဲ့အတူတူပါပဲ။နံပါတ်3ကင်ဂျုံအွန်မြောက်ကိုရီးယားအမြင့်ဆုံးခေါင်းဆောင်မြောက်ကိုရီးယားရဲ့အာနာရှင်ခေါင်းဆောင်ကသူ့ကိုအန်တရယ်ပြုတ်လာမှကိုတွေးပူပြီးကြောက်တယ်လွန်သူပါ။ အရာကြောင့်သူရဲ့လုံခြုံရေးအစီအမံတွေကိုတော်တော်ရှုပ်ရှုပ်ထွေးထွေးစီစဉ်ထားပါတယ်။လေရင်ပြန်လဲမစီးရဲပါဘူး။သွားစရာရှိရင်သူ့ရဲ့အထူးရထားကြီးနဲ့ပဲသွားတတ်တာပါ။တခြားကောင်းဆောင်တွေနဲ့ကွာခြားတာကဒူစီလာတဲ့ကားကအချိန်နှစ်နှစ်သွားရပြီဆိုရင်ကိုရန်တော်တွေကကားဘေးကနေပြေးလိုက်ကြရတာဖြစ်ပါတယ်။အဲဒီကိုရန်တော်တွေကိုလည်းတရားစီစစ်ရွေးချယ်ထားတာဖြစ်ပါတယ်။အဲဒီကိစ္စကိုဘဟုပါတီရုံးအမတ်6ကဂိုင်းတွေထားတာပါ။ဒီယူနစ်မှာပါဝင်ခွင့်ရဖို့ခက်ခဲကြမ်းတဲ့လေ့ကျင့်မှုတွေနဲ့စမ်းသပ်မှုတွေကိုကြော်ပြကြရပါတယ်။ တို့တွေကခေါင်းဆောင်နဲ့အရက်ညီနေဖို့လဲလိုအပ်နေတာပါပြီးရင်ကိုခန့်ပညာပေါင်းစုံကိုလည်းတက်ကြွရပါလိမ့်မယ်နောက်ပြီးလေကိုလည်းကျွမ်းကျွမ်းကျင်ကျင်လှော်တက်ဖို့လိုအပ်ပါလိမ့်ဒီကိုရန်တော်တွေကမြောက်ကိုရီးယားမှာမိသားစုရှိနေသူတွေဖြစ်ရမှာပါဒီကိုရန်တော်တွေတခုခုလောက်ရင်မိသားစုတွေကိုထိခိုက်စေမဲ့အကြောင်းကိုလည်းပြောပြထားပါတယ်ကိုရန်တော်တွေအပြင်အမြင့်ဆုံးအစောင့်တပ်ဖွဲ့ဆိုတာလည်းရှိနေသေးတာပါအဲ့ဒီအဖွဲ့ကတော့လူတသိန်းကျော်လောက်ပါဝင်ပါတယ်အဲ့ဒီတသိန်းကျော်လုံးကခေါင်းဆောင်ရေလုံခြုံရေးကိုပဲတာဝန်ယူကြရတာပါ ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးအထူးလေ့ကျင့်ထားတဲ့စစ်သားတသိန်းကျော်ပါဝင်တဲ့အရန်တပ်ဖွဲ့ဆိုတာလည်းရှိနေပါသေးတယ်အဲအဲ့ဒီဖွဲ့ကတော့တိုက်ခိုက်မှုတွေဖြစ်လာပြီးကင်ဂျုံအုံကိုဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းနိုင်မှုဖွဲ့စည်းထားတာပါနောက်ပြီးဒီအဖွဲ့ဝင်တွေအားလုံးကကင်ဂျုံအုံအတွက်သူတို့ရဲ့အသက်ကိုဘေးမဲ့လို့တင်စာခံထားရတဲ့သူတွေလည်းဖြစ်ပါတယ်နံပါတ်1ဒေါ်နယ်ထရမ့်အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်ဒီစင်းနဲ့ပါလာတာမဆန်းပါဘူးအစားကလေးကဘီလီယံနာတယောက်ဖြစ်တာကြောင့်ခံခံနာနာနေရတာကိုသဘောကျပါတယ် ပထမကြိမ်တမရဖြစ်လာတော့လဲသူ့အတွက်လုံချုံစိတ်ကိုစံချိန်တရားအောင်တုံးဆဲခဲ့တာပါ။ပထမကြိမ်တမရမဖြစ်ခင်သူ့ရဲ့ရှေ့ကတမရဖြစ်တဲ့အိုဘားမားရဲ့တနစ်စာလုံချုံရေးအထုံးစိတ်ကဒေါ်လာ16တန်ပဲရှိခဲ့ပါတယ်။ထရန်တမရဖြစ်လာတော့ဒေါ်လာ29တန်ထိတိုးမြင့်ပြီးတုံးဆဲခဲ့တာပါ။2019ခုနှစ်မှာတော့အရီဘတ်ဂျက်ကဒေါ်လာတန်120တိဖြစ်လာခဲ့ပါတယ်။အမေရိကန်တမရရဲ့လုံချုံရေးကိုတာဝန်ယူပေးရတဲ့လျှို့ဝှက်အဖွဲ့တွေလည်းရှိနေတာပါ။အဖွဲ့ဝင်အားလုံးပေါင်းက9000ကျော်ရှိတယ်လို့ဆိုပါတယ်။ တို့တို့အားလုံးကလည်းအထူးလေးချင်းမှုတွေကိုကြော်ဖြတ်ကြရတာပါခေမီနေပညာတွေကိုလည်းကျွမ်းကျင်ကြပါရင်ဒါမရာစီးတဲ့ The Base ကတော့တကဘာလုံးမှာအလုံးကျုံဆုံးကားလို့တင်စားရတဲ့အထီးပါပဲကိုရဲကငါးလက်မထိုးတဲ့တန်ကြပ်ကားတွေတက်ဆင်ထားပါရင်တကားတွေကရှစ်လက်မလောက်ထိုးသလိုဓာတုဇီဝတိုက်ခိုက်မှုတွေကိုလည်းခံနိုင်ရရှိနေတာပါနောက်ပြီးအတွင်းမှာကိုပိုင်အောက်ဆီဂျင်မျက်နှာဖုန်းတွေတာမရရဲ့သွေးရည်အရံတွေကိုလည်းစောင့်ထားရပါတယ်။နောက်ပြီးတိုက်ခိုက်မဲ့သူတွေကိုလှည့်စားဖို့ The Base ပုံတူကားတွေလည်းထပ်ရှိနေသေးတာပါ။ ထရမ့်ရဲ့ရင်နှန်းက The Base အပါအဝင်ကားစီးရေ30ကျော်လောက်ရှိတတ်ပါတယ်။အဲဒီထက်မှာအေဂျင်တွေလိုက်ပါတဲ့ယင်းအဆောင်ရှောက်ယင်းလုနာတင်ယင်းဆက်သွယ်ရေးလိုင်းနောက်ဆက်တဲ့ယင်းစသဖြင့်စုံလင်အောင်ပါဝင်နေတာပါ။နောက်ပြီး drone ရဟယင်းတို့နဲ့လည်းလုံခြုံရေးယူထားပေးပါတယ်။လေကြောင်းခရီးဆိုရင်တော့ F41 ကိုအသုံးပြုပြီး F35 တိုက်လေရင်နှစ်စီးကလိုက်ပါစောင့်ရှောက်ပေးရတာပါ။နံပါတ်1ဗလာဒီမာပူတင်ရုရှားသမ္မတ ရုရှားကကမ္ဘာမှာဩဇာအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့အမောင်းခံရသောနိုင်ငံတွေမှာပါနေပါပြီ။ဒါကြောင့်နရောင်ပြည်နယ်ကလေးကအာဏာရယူထားတဲ့အရင် KGB အေဂျင်ဟောင်းဗလာဒီမာပူတင်ကသူ့ရဲ့လုံခြုံရေးနဲ့ကျန်းမာရေးကိုလုံလုံကဲကဲအာရုံစိုက်နေတာအံ့ဩစရာမဟုတ်ပါဘူး။သူရဲ့ပထမဆုံးကာကွယ်ရေးလိုင်းကတော့မက်စကာတီရာလို့ကိုယ့်ကိုယ်ကိုခေါ်တဲ့ရုရှားရဲ့ဖက်ဒရယ်ကာကွယ်ရေးဝန်ဆောင်မှု FSO ကအထူးတပ်ဖွဲ့ပါ။ ဒီအဖွဲအကြောင်းတိုင်မသိရပါပဲသူတို့ကစိတ်ပိုင်းဆိုင်ရာကိုခန္ဓာပိုင်းဆိုင်ရာအလုံးမဲပြင်းထန်တဲ့စစ်ဆေးမှုတွေနဲ့ရွေးချယ်ခံရတာပါဒီအဖွဲသားတွေကခင်မီလက်နက်တွေနဲ့အတိုင်းကလက်ဆွဲအိတ်တွေကိုအမြဲစောင့်ထားကြပါတယ်လမ်းကြောင်းရှိပြီဆိုရင်လေလုံချုံရေးကိစ္စကိုလားနေချီပြီးစီစဉ်တက်ကြတာပါအချိန်ကမှတည်ရတဲ့လမ်းကြောင်းတွေဆိုရင်တော့လုံရင်အသုံးပြီးလုံချုံရေးယူပါရီပူတင်ရဲ့စီတော့ရင်အားလုံးကတော့တန်ကြပ်ကာတွေကြီးပဲဖြစ်ပါရီအမျိုးအစားကွာခြားပြီးမယ်စွမ်းဆောင်ရင်ကတော့တခြားသူတွေလိုပါပဲ ပူတင်ကလူရှိသူရှိထွက်ဖို့လိုအပ်တဲ့ကိစ္စတိုင်းမှာစနိုက်ပါသမားတွေကိုနေရာအနှံ့ချတာတတ်ပါရင်နောက်ပြီးအစားအသောက်တွေကိုလည်းကိုရံတော်တယောက်ကအရင်မီးစမ်းကြည့်ရတာပါနောက်ပြီးတိုက်ခိုက်မှုတွေဖြစ်လာရင်အာယုံလွဲဖို့သူနဲ့ပုံစံတူတယောက်ကိုလျှို့ဝှက်ပြီးခေါ်သွားတတ်တာပဲဖြစ်ပါရင်ရေရုပ်တဲတဲ့အချိန်မှာအရိသူကိုထိုးကျွေးပြီးအာယုံလွှဲနိုင်ဖို့ပါပဲရင်ကောင်းတော်မလို့ဆေးရတဲ့ကဘာကောင်းဆောင်တွေရဲ့လုံုံရဲ့အစီမံတွေအကြောင်းဖီရိုလေးကိုတော့ဒီမှာပဲနေကုန်ချုပ်လိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်